ိန္ဒိယနဲ့ UAE တို့ကသီရိလင်္ကာနိုင်ငံကိုစွန့်ရင် အချက်ချာနေရာအဖြစ်ဖန်တီးဖို့သဘောတူညီခဲ့ကြောင်းအိန္ဒိယနိုင်ငံကြိုင်းဝင်ကြီးဌာနက AP 9ရက်မှာပြောကြားခဲ့တယ်လို့ writer ကဖော်ပြခဲ့ပါတယ်။အိန္ဒိယသမုဒ္ဒရာထဲကကျွန်းနိုင်ငံဖြစ်တဲ့သီရိလင်္ကာမှာတရုတ်နဲ့အိန္ဒိယကြားပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာအဲ့ဒီလိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။သီရိလင်္ကာသမ္မတအန်နူရာကူမာရာတစ္ဆနာရာကီကစက်တင်ဘာလကစတင်ပြီးသမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့သီရိလင်္ကာခီးစဉ်အတွင်စွမ်းအင်အချက်ချာနေရာအတွက်သုံးနိုင်ငံလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အိန္ဒိယက သရီလင်္ကာနိုင်ငံကိုငွေကြေးအကူအညီဖြင့်ဒေါ်လာ၄ဘီလီယံထောက်ပံ့ပေးခဲ့တာကြောင့်သရီလင်္ကာနိုင်ငံဟာ၂၀၂၂ခုနှစ်မှာဆိုးရွားတဲ့ဗန္ဒာယီအကျပ်တဲကပြန်လည်ယုံထနိုင်ခဲ့ပြီးနှစ်နိုင်ငံအစိုးရဟာပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်လှုံ့ဆော်ခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီဆိုင်နိုဘတ်ဟာသရီလင်္ကာရဲ့တောင်ပိုင်းစစ်ကမ်းမျိုးဟန်ပန်တူတာမှာဒေါ်လာ၃.၂ဘီလီယံတန်ဖိုးရှိတဲ့ရေနံချက်စက်ရုံတည်ဆောက်ဖို့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားတာကြောင့် AP 5ရက်ကသဘောတူညီချက်ဟာတရုတ်နဲ့အိန္ဒိယရဲ့ပြန်ဆိုင်မှုကိုပုံမှုအားကောင်းစေခဲ့ပါတယ်။သရီလင်္ကာရဲ့အရှိတ်ဘတ်ရှိသဘာဝစစ်ကမ်းဖြစ်တဲ့ Trinco ိုမာလီမြို့ရဲ့မဟာပြူဟာရအရေးပါတဲ့စွမ်းရည်အချက်ချနေရာမှာကွန်ပျူစီပေါင်းစုံပိုက်လိုင်းတည်ဆောက်မှုလည်းပေါ်ဝင်မှာဖြစ်ပါတယ်။အဲဒီနောက်3လင်္ကာလောက်ခန့်အိန္ဒိယရေနံကော်ပိုရေးရှင်းကတစိတ်တပိုင်းချုပ်ကင်ထားတယ်။ရေနံတူလောင်ကန်တွေကိုအုံပြုပွဲရှိတယ်လို့အိန္ဒိယနိုင်ငံသားဝင်ကြီး Viscram Misri ကကိုလံပိုမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ UAE ကစွမ်းရည်ကဏ္ဍမှာအိန္ဒိယရဲ့မဟာပြူဟာမြောက်မိဖက်ဖြစ်တဲ့အတွက်ဒေတာတွေမှာပထမဆုံးအကြိမ်သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။စံပြမိဖက်တူလည်းဖြစ်ပါတယ်လို့ Misri ကပြောကြားခဲ့ပါတယ်။အဲဒီသုံးနိုင်ငံဟာစွမ်းရည်အချက်ချနေရာအတွက်ငွေကြေးထောက်ပံ့ မှုနဲ့ဖြစ်နိုင်ခြေရှိတဲ့စီမံကိန်းတွေကိုထည့်သွင်းစဉ်းစားမဲ့စီးပွားရေးအဆောက်အအုံတွေကိုရွေးချယ်သွားမယ်လို့လည်းသူကပြောပါတယ်။